အိမ်မပြောတဲ့လူတွေအတွက်ဆေးသုံးစရာမလိုဘဲနဲ့အိပ်ပျော်စေနိုင်မယ့်အကောင်းဆုံးကုထုံးတစ်ခုကြောင်းပြောပြပေးပါမယ်။ Cognitive Behavioral Therapy for Insomnia လို့ခေါ်ရပါတော့။အိမ်မပြောခြင်းအတွက်လောက်ရမယ့်ချက်၅ချက်ရှိပါတယ်။မအောင်ဆုံးနံပါတ်၁ကအိယာကိုယ့်ရဲ့အိယာကအိဆက်ဖို့အတွက်ပဲဖြစ်ရမှာပေါ့နော်ဆိုတော့အဲတကယ်အိချင်ပြီဆိုတော့မှအိယာလည်းဝင်ဖို့လိုတယ်နောက်တစ်ခုကကျတော့အိယာထဲမှာအဲ ဂိမ်းဆော်နေတာဖုန်းသုံးနေတာတီဗီကြည့်နေတာစာဖတ်နေတာအလုပ်လုပ်နေတာမျိုးမလုပ်ဖို့လိုတယ်ပေါ့နော်နောက်တကယ်လို့ကိုကအိပ်ရတဲ့ရောက်ပြီးတော့မိနစ်20လောက်ကြာတဲ့အထိအိပ်မပြောခဲ့ဘူးဆိုလို့ရှိရင်တနည်းအားကိုသွားပြီးတော့အနားယူနေမယ်တကယ်အိပ်ချင်လာပြီဆိုတော့မှအိပ်ရတယ်မှာပြန်ပြီးအနားယူတင်တယ်နံပါတ်1အိပ်ဆက်ချိန်ကိုကန့်တတ်ဖို့လိုတယ် ိဆက်ချိန်ကိုကတ်တတ်တယ်ဆိုတာကကိုကဥပမာအဲ့ရတဲ့ဝင်တဲ့ချိန်က9နာရီမှာအရာတွေဝင်တယ်ဒါပေမဲ့တကယ်အိတ်တာကျတော့12နာရီမှာ AB မနက်9နာရီပြန်ထားတယ်ဆိုလို့ရှိရင်ကိုက12နာရီအိတ်ခါနီးကျတော့မှအိတ်ရတဲ့ကိုဝင်ရမယ်အကယ်၍ကိုကအိတ်ပျော်လာတဲ့ဆိုတော့မှတဖြည်းဖြည်းနဲ့အချိန်ကိုတိုးတိုးပြီးတော့ယူလာရတယ်ပေါ့နော်အဲ့တော့တကယ်အိတ်ရတဲ့မှာရှိတဲ့ချိန်ကအိတ်နေတဲ့ချိန်ဖြစ်ရမယ်နောက်နံပါတ်3စိုးရင်ပူပန်မှုတွေကို short ချဖို့လိုတယ် တခါလေစိုးရိမ်မှုတွေများနေလို့အိမ်မပြောရလဲဖြစ်နိုင်တယ်ပြီးသွားလို့ရှိရင်အဲ့လိုအိမ်မပြောတဲ့အခါကျရင်ပို့ပြီးတော့စိုးရိမ်လာတယ်ဘာလို့လဲဆိုတော့နောက်နေ့ကျရင်ငါအဆင်ပြေပါမလားမသိဘူးအိမ်မပြောလို့ရှိရင်နောက်နေ့အလုပ်လုပ်လို့မကောင်းဘူးပေါ့လေအဲ့လိုမျိုးစိုးရိမ်နေတတ်တယ်တကယ်တော့အဲ့လိုစိုးရိမ်နေလို့လည်းဘာမှမထူးခြားလာဘူးပေါ့နော်စိုးရိမ်တဲ့အတွက်ကြောင့်ပို့ပြီးတော့အိမ်မပြောတာဖြစ်လာနိုင်တယ်ဒါကြောင့်ဒါမျိုးတွေမတွေးဖို့လဲလိုပါတယ်နောက်နံပါတ်၄ sleep hygiene လို့ခေါ်တယ်ဒါကကြတော့အိယာဝင်ချိန်ကိုတတ်မှတ်ထားတဲ့အချိန်မှာပဲအိယာဝင်တာမျိုးအဲကိုက ဒီချိန်ဒီနိုင်မှာအဲ့ရဝင်နေဆိုလို့ရှိရင်ဒီနိုင်မှာပြန်ထတယ်ပေါ့နော်ပြီးရင်နေခင်းနေ့လယ်မှာတနိုင်ဝက်တက်ပို့ပြီးတော့မအိမ်မိစေဖို့လည်းလိုတယ်နောက်တစ်ခုကကြတော့အိတ်ဆက်တဲ့အခန်းကမောင်ရမယ်တိတ်ဆိတ်ရမယ်ပြီးသွားလို့ရှိရင်အေးမြတဲ့အခန်းမျိုးဖြစ်ရင်တော့အကောင်းဆုံးပေါ့အဲ့ခါနီးမှာ coffee တွေအရက်တွေအဲစစ်လိတ်တွေနဲ့ caffeine တက်ပါတယ်တောက်စရာတွေတခုခုမတောက်ထားဖို့လည်းလိုပါတယ် နောက်ဆုံးချက်ကတော့လေ့ကျင့်ခန်းလုပ်တာပေါ့နော်အဲ့တော့အိမ်မပြောဘူးဆိုလို့ရှိရင်အသက်ရှူလေ့ကျင့်ခန်းအသက်ကိုဖြည်းဖြည်းရှူသိမ်းရှူထုတ်လုပ်ပြီးတော့လေ့ကျင့်ခန်းလုပ်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ကြွက်သားတွေကိုတင်းပြီးတော့ပြန်လျှော့တဲ့လေ့ကျင့်ခန်းမျိုးဒါလေးတွေလုပ်လို့ရပါတယ်ဆိုတော့ဒီလိုနီးလက်နေနဲ့အိပ်ပျော်ဖို့အတွက်အထောက်အကူပြုနိုင်တယ်အကယ်၍ဒါလုံးမှအိမ်မပြောသေးဘူးဆိုတော့အိပ်ဆက်ခြင်းနဲ့ပတ်သက်တဲ့နည်းစနစ်တွေကိုတည်တည်ကြကြအဲလေ့ကျင့်ပေးနိုင်တဲ့သူနဲ့တိုင်ပင်ဆွေးနွေးပြီးတော့မှအဲကုသမှုခံယူလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်